အားလုံးမင်္ဂလာပါ။ဇဝင်းဘလော့မှာအကန့်နဲ့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မိတ်ဆွေတို့ကိုပြန်ပြီး share လုပ်ပေးမယ့်ပုံစံတွေကတော့ရှောင်းမီရက်မီတုံးရမိတ်ဆွေတွေများအတွက်ဒီလား။နော်ကျွန်တော်တို့ဒီ Telegram ဖြစ်ဖြစ် Viber ဖြစ်ဖြစ် Facebook ဖြစ်ဖြစ် Messenger ဖြစ်ဖြစ်တုံးရမိတ်ဆွေတွေများအတွက်နော်။ဒါပေမဲ့ကိုယ့်ကိုတရားရုံးက support ထားရင်ကျွန်တော်တို့သူတို့ support ထားတဲ့အချိန်မှာကျွန်တော်တို့ဒီ button ပေါ်မှာဒီ notification တက်လာကြပါတယ်ဟုတ်နော်။ဒီ button ပေါ်မှာ notification တက်လာကြပါတယ်။ ဒီကြော်လာနေတော့ဒီမျိုးချင်းနေတော့ကျွန်တော်တို့ဒီပါရမ်းမှာမမြင်အောင်ပေါ့ဗျာနော်မမြင်အောင်ကျွန်တော်တို့ဒီဖုန်းထဲကနေလောက်ထားလို့ရပါတယ်နော်သူရဲ့ software တွေကိုမြင်လို့ဆိုင်မလို့ကျွန်တော်တို့ဒီရှောက်မှုတွေမြင်သုံးလို့မရှိခင်ရတဲ့ကိုယ့်ရဲ့ဖုန်းထဲကနေဒီတော့ဒီတက်ကချင်းတွေကိုနော်ကျွန်တော်တို့ကိုဒီ message ကဒီ messenger ကနေစာပို့ရင် messenger ဒီပါရမ်းမှာပေါ်နေတာမျိုးတို့ Telegram ကပို့နိုင်ရင် Telegram မှာပို့နေပေါ်နေတာမျိုးတို့ Telegram ကိုပို့ဆိုတာပေါ့ဗျာနော် ကောင်းတဲ့ဟာနေရှိတယ်မကောင်းတဲ့ဟာနေရှိတယ်အဲ့ဒါလည်းမျိုးမျိုးပေါ်လာစေမယ်ဆိုတဲ့ review ဟောမှာ Telegram သတင်းမျိုးကအဲကြောင့်ကျွန်တော်တို့ကဒီ Messenger ထဲကနေလဲလုပ်စီရမလို့ဘူး Telegram ထဲကနေလဲလုပ်စီရမလို့ဘူး Facebook ထဲကနေလဲလုပ်စီရမလို့ဘူးလဲကျွန်တော်တို့ကဒီ setting ထဲကနေသူလဲလုပ်လို့ရပါတယ် Okay အဲ့ဒါကိုဒီနေ့ message ကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြန်ပြီးတော့အမြောင်ပြောပါမယ် Okay အဲ့ဒါဆိုတော့ message လို့ခုမြင်နေလိုက်မယ်ကျွန်တော်ရဲ့အဲဒီကျွန်တော်ရဲ့ဒီ phone ရဲ့ second ကိုဘာလဲပုံမှာတွေ့လား ဖိုင်ဘာရဲ့ဒီလေယာရဲ့ recording တစ်စက်ရေပေါ့နော်ဖြစ်လားအာအဲ့လိုပါဗျာဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်တော်တို့ဒီ button လေးပေါ်မှာဒီ notification ရေပေါ့ဒီကျွန်တော်တို့ရဲ့ဒီ button ပေါ်မှာမပေါ်အောင်ကျွန်တော်တို့ဖြတ်ထားလို့ရပါတယ်အဲ့ဒါဖြတ်ဖို့အတွက်မိတ်ဆွေဖုန်းနဲ့ပဲလုပ်လို့ရပါတယ်နော်ဒီ message software တွေအရင်လုပ်ရမှာမလို့နော် telegram ဆိုတော့ software တွေအရင်လုပ်လို့ရတယ်လို့ဒီဒီချောင်းမီလေးမြေတုံးလေးမိတ်ဆွေတွေကတော့ဒီကိုယ့်ရဲ့ဖုန်းလေးကနေလုပ်ထားလို့ရပါတယ်โอเคအဲ့ဒါကျွန်တော်ဆက်လိုက်ကြပါ ဲ့ဒါချင်းတော့မိတ်ဆွေပထမဆုံးအနေနဲ့မိတ်ဆွေရဲ့ဒီဖုန်းမှာပါတဲ့ဒီ setting တွေကိုအရင်ဝင်ပြလိုက်ပါနော်ဒီတွေကိုအရင်ဝင်ပြလိုက်ပါနော်ဒီ setting တွေဝင်ပြလိုက်ပါ setting တွေဝင်ပြလိုက်ပြီဆိုတော့မိတ်ဆွေပေါ်နေနေ setting လိုက်ပါပေါ်နေနေ setting ပြီးလိုက်ပြီဆိုတာနဲ့မိတ်ဆွေဒီနေရာမှာသူဒီ notification on student bar ဆိုတဲ့ဒီအောင်လေးကိုထပ်နေပြရပါမယ်ဟုတ်လေ notification on student bar ဆိုတဲ့နေရာလေးကိုထပ်နေပြလိုက်ပါ icon လေးကိုထပ်နေပြလိုက်ပါနော် ဒီဝင်လေးကိုထည့်နေပေးရပါမယ်။ Okay အဲ့လိုမျိုးပေါ်လာပြီဆိုတော့ message တွေမှာလေးလား။ warning system မှာ warning system လို့ဒီမှာ number of notification icon show ဆိုတဲ့နေရာလေးကိုနှိပ်ပြရပါမယ်နော်။ဒီ number of notification icon show ဆိုတဲ့နေရာလေးကိုထည့်နေလိုက်ပါ။ okay ဒီနေရာမှာနံပါတ်1နံပါတ်ပေါ်ဆုံးကတော့ none เนาะနံပါတ်2ကတော့1 icon လို့ထားထားပါတယ်အခုကျွန်တော်ညှိလိုက်တာကတော့ ဒီနံပါတ်3လုံးကတော့3 icon ကြီးကြားထားပါတယ်အဲ့ဒါမှာကျွန်တော်တို့ကဒီမှာတည့်ရဲ့3ရုံနှိမ့်ပြီးနေကျွန်တော်တို့ကဒီအပေါ်ဆုံးကဒီ num ဒီ anon num ဆိုရင်လည်းပေါ့နှိမ့်လိုက်ရင်ဒီ message မြင်တဲ့အချိန်ပဲအပေါ်ဆုံးကဟာလေးပြောတော့ပါဘူးကျွန်တော်ပြန်ထောက်လိုက်ပါမယ်ပြတော့ပါ okay ဒီမှာအခုဆိုရင်ကျွန်တော်ရဲ့ဒီဒီဘာသာပေါ်မှာဒီ Viber က notification နဲ့ဒီ video recording ခဏလေးဟာလေးเนาะ layer ပြထားတဲ့ဟာလေးဒီနေ့မှာအသုံးဖို့တလုံးမရှိတော့ပါဘူး ဒါကတော့ကျွန်တော်တို့ဒီ Telegram သုံးတဲ့ message တွေမျိုးဆိုတော့ပို့လို့အဆင်ပြေသွားပဲဗျာနော်။ Telegram ဆိုတဲ့မျိုးကတော့ကောင်းတဲ့ရလည်းရှိတယ်လို့မကောင်းတဲ့ရလည်းရှိတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအပြင်သွားတဲ့ခါကြီးဖြစ်ဖြစ်ဟုတ်လို့မလား။ကိုယ့်ရဲ့ဖုန်းမှာ notification တွေဒီ Telegram ကပို့တဲ့ notification တွေမပေါ်ရအောင်ကျွန်တော်တို့အဲ့လိုမျိုးဒီ6မိနစ်နဲ့မိသုံးတဲ့ message တွေများတဲ့အဲ့လိုမျိုးဖတ်ဆောင်လို့ရပါတယ်နော်။ Okay တကယ်လို့ message အဲ့ဒါကို program ကိုချိန်တဲ့ message တွေများကတော့ပြန်ဖုန်းလို့ရတယ်လို့ program မချိန်တဲ့ message တွေများကတော့ခုနကကျွန်တော်ပြန်ခေတ္တတိုင်းလည်းလုပ်လို့ရပါတယ်။တကယ်လို့ message က ပေါ်လာပဲလိုချင်တယ်ကျွန်တော်လည်းအရာလေးပြဿနာမရှိဘူးဒါကိုပြန်ပြီးပေါ်လို့ရတယ်နော်ဒီမှာဆက်နေတဲ့ကိုပြောင်းဝင်မယ်ဒီရင်ပေါ်နေဆွတင်မယ်ပေါ်နေဆွတင်ပြီးရင်မဆွတင်ဒီမှာ notification to the boss ဘယ်နေကိုထပ်နေမယ် sorry ဒီကောင်းလေးကိုထပ်နေမယ်နော် notification to the boss ဘယ်နေလေးကိုထပ်နေမယ်ဒီကောင်းလေးကိုထပ်နေမယ် โอเคပြီးရင်ဘောနီနေဆက်နေလိုက်ဘောနီနေဆက်နေပြီးရင် number of notification icon show ဆိုတဲ့နည်းကိုထပ်နိုင်မယ်ပြီးရင် mouse က1 icon ကို1ကိုနှိပ်မယ်ဒါက1 icon နဲ့ဒီမှာပြပါဒီခါလေးပေါ်လာပြည်လာပုံမှာနော်โอเคဒီဒီ number of notification icon show ကိုပြန်နှိပ်ပါမယ်ပြီးဒီမှာ3 icon ဆိုရင်3 icon ပြန်ပေါ်လာပြီဒီ notification နဲ့ကျွန်တော်ရဲ့ဒီ notification ပြပါဆိုတဲ့ပေါ်ထွန်းနေတယ်တွားကြည့်လိုက်နော်ဒီမှာကြည့်လား number ပေါ်နေပြည်လာဘာဝရဲ့ recording မှန်းလေးဟာဟုတ်နော် ကျွန်တော်ကြိုက်တဲ့မဆီလီမားတော့အဲ့လိုပေါ်လျက်ဆိုလို့မကြိုက်တဲ့မဆီလီမားကတော့ဒါလေးကို sorry notification off နော် number on notification icon show တဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီ no any none ဆိုတဲ့ portion ကောင်းလေးကိုနှိပ်လိုက်ရင်ဒီတော့တခုမှလာတော့ပါဘူးအဲ့ဒီတော့ message ကိုဒီမြောင်းနေပြအလေးမြောင်းကြထဲမှာသုံးရတာကောရှိဖြစ်တာပေါ့ဗျာဟုတ်နော် Telegram သုံးတဲ့ message များဆိုရင်ဘိုးတော်ရှိပြနေလားအဲဘယ်လိုလူငယ်တွေလူငယ်တွေဆိုတော့ဗျာကောင်းတာလေးရှိမြောင်းတာလေးရှိမှာမလား ဒါကြောင့်မို့ကျွန်တော်တို့ကလူရဖြစ်ပါတယ်အဲဒီ icon တွေကိုပြအောင်ကျွန်တော်တို့ဒီ Xiaomi နဲ့မေးသုံးတဲ့ message များဒီ setting ထဲကနေဒီ notification တွေကိုဖြောက်ထားလို့ရပါတယ်ဒီမှာလည်းနေကိုယ့်ဘဝဝင်ကြည့်နော်အဲအဲ့လိုမျိုးရှင် message တွေအတွက်အကုန်လုံးအဆင်ပြေပါနော် Okay ဒါလည်းရတော့ဒီ Messenger တို့ Telegram တို့ကနေ polarity စာတွေကိုဒီကျွန်တော်တို့ရဲ့ဘာပေါ်ကို notification ဘာပေါ်ကိုဘာတက်မရအောင်ကျွန်တော်တို့ဒီ setting ထဲကနေပြင်ဆင်ရခြင်းဖြစ်ပါတယ် Okay Ahora sí mismo hicieron algo, así me ya, ¿no?